အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ April 16ရက်နေ့မှာတော့ဒီချင်းညီတော်လေးတော့အခုနကဖလန်တိုက်ပွဲမှာဆိုလို့ရှိရင်တော့ PDF တွေအများကြီးအဲ့ဒီမှာသွားတိုက်ပူပေးတယ်တိတိမျိုးကိုဆက်ပြီးတိုက်နေတယ်ဆိုတော့အဲ့ဒီအဖွဲ့မှာဆိုလို့ရှိရင်ချင်းညီတော်ဖွဲ့မှာအဖွဲ့ပေါင်း6ဖွဲ့ကိုဖွဲ့စည်းထားတယ်ကျွန်တော်တို့ AA နဲ့လည်းကျွန်တော်တို့မဟာမိတ်ဖြစ်တဲ့ PDF ဒီဖက်မှာအညာဖက်ကလူတွေနဲ့လည်းတော်တော်ကိုမဟာမိတ်ပြုထားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တယ်ဆိုတဲ့ခါကျတော့သူက တရားဝင်ပါပြောလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီမြို့ကိုတင်ပိုက်လို့ရပြီတန်းနဲ့ကျွန်တော်တို့ဒီဖက်ကိုဆင်းလာမယ်เนาะဆိုတော့အညာကိုဆင်းလာမယ်မကွေးစကိုင်းကိုဆင်းလာမယ်ဆိုပြီးမှတရားဝင်ထုတ်ဖော်တာကိုကျွန်တော်တို့တွေ့မှာဖြစ်တယ်။ဘာဖြစ်ဆိုတော့ဒီဖက်ကအညာဖက်ကကလေးတွေကဒီဖက်မှာဒီဖလန်တက်ပွဲမှာပါဝင်တဲ့အပြင်ကျွန်တော်တို့တိတိမြို့မှာလည်းကျွန်တော်တို့ဆက်ပြီးတော့ပါဝင်တဲ့အတွက်ကြောင့်တော့တို့လာပြီးတော့ဆင်းပြီးတော့ကုမယ်။ဘာဖြစ်ဆိုတော့ AA နဲ့လည်းမဟာမိတ်ဖြစ်တဲ့ခါကျတော့တို့ကတော့ကျွန်တော်တို့ MNDA တို့ TNLA တို့လို့တော့ခုလုံးလုံးပြီးတော့လုံမယ်မဟုတ်ဘူးလို့တော့ထင်တာပဲ။ နော်ဗာမဲ့ဆိုတော့ AA နဲ့မဟာမိတ်ဖြစ်နေတယ်ဆိုတော့ AA ကနေပြီးတော့မကွေးတို့ဒီ ARD တို့ပကိုးတို့အဲ့ဒီနေရာတွေမှာဝင်တဲ့ခါကျတော့ကျွန်တော်တို့ဒီဆင်းကိုဆင်းလာမယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့အရေးအယောင်တော့ကျွန်တော်တို့တွေ့လာရတယ်တို့လည်းတရားဝင်ပြောတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကတနိုင်းမှာနော်တနိုင်းမှာဆိုလို့ရှိရင်တော့ KNA ရဲ့ဒီတက်မှာ နစေနော်တမဟာနစေအဲ့ဒီဌာနချုပ်အနည်းမှာဆိုလို့ရှိရင်တော့အကြီးအကျယ်အဲ့ဒီမှာတိုက်ပွဲတွေဖြစ်နေတယ်ပြင်းထန်နေတယ်နော်အနည်းမှာဒီစက္ကစက္ကဘုံအလုံးပေါင်း30ကျေးချတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဒီတက်ဆင်နော်တက်ဆင်နဲ့မလေးရှားဝင်ကြီးချုပ်ဟာဆိုလို့ရှိရင်သူတို့ ဒီထိုင်းမှာတွေ့မယ်တွေ့တဲ့ခါကျတော့အဲ့ဒီမှာဒီမြန်မာနိုင်ငံရဲ့ညှင်းချမ်းရေးကိုစစ်အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုသူတို့ဆွေးနွေးမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့တက်စင်ကဒီညှင်းချမ်းရေးဆွေးနွေးဖို့အတွက်ဒီမအလားနဲ့ကျွန်တော်တို့ဒီအတိုက်ခံတွေလုတ်ခေါ်တဲ့ကျွန်တော်တို့ PDF တွေနဲ့နော်ပေါ့နော်ဒီ UNG တို့ဘာတို့နဲ့ဆွေးနွေးရေးလမ်းကြောင်းဆွေးနွေးဖို့အခြေအနေဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ဟာကိုလေခုနကတက်စင်ကနေပြီးတော့ဒီထိုင်းဝန်ကြီးချုပ်ရဲ့ဒီပေတုတန်ရဲ့အဖေပေါ့ တက်ဆင်ရှင်တော်ကပြောတယ်ဆိုတော့တည်င့်ကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုက USA နဲ့ကျွန်တော်တို့ဒီတရုတ်ရဲ့စီးပွားရေးတကစ်စစ်ပွဲကိုလည်းကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ကျွန်တော်ဟိုတစ်ခါကပြောတယ်တရုတ်က125ရာခိုင်နှုန်းတိုးကောက်တယ်ဒီထရန့်ကနေပြီးတော့145ရာခိုင်နှုန်း ထိုးခောက်တယ်။ဒါအဒီတရုတ်ကို US က145ရာခိုင်နှုန်းကောက်တယ်။တရုတ်ကအမေရိကကို125ရာခိုင်နှုန်းကောက်တယ်။ဆိုတော့အဲ့ဒါကိုဒီအမေရိကကရှော့ပစ်လိုက်ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောတယ်ပြောတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ခံမဲ့ပေးကြတာကเนาะ Trump ကတော့ ကဘာအဝဲမှာရှိတဲ့မြန်မာနိုင်ငံပါဝင်ပေါ့အဲ့ဒီဟာကိုနေပြီးတော့ခွန်တော်စီးကြက်တယ်เนาะအဲ့ဒီမှာနိုင်ငံပေါ့အများကြီးပါတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ဒီဆန့်ကျင်မှုတွေတော်တော်ကိုခံလိုက်ရတယ်ပြီးလို့ရှိရင်တော့အမေရိကန်ရဲ့ဈေးကွက်ကတော်တော်ထိုးကြတယ်ထိုးကြတဲ့ခါကျတော့အဲ့ဒါကိုရပောင်60ရက်ဆိုင်လိုက်ရတယ်เนาะအဲ့ဒါကိုချိန်လိုက်เนาะနောက်တစ်ခုကဒီတရုတ်ကိုနေပြီးတော့တိုးတိုးတော့ကောက်တယ်ကောက်တဲ့ခါကျတော့เนาะအဲ့ဒီတရုတ်ကလည်းထပ်တော့ကောက်တယ်ကောက်တဲ့ခါကျတော့အဲ့ဒီမှာပါပြဿနာတစ်ခုဖြစ်လာလေဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီကွန်ပျူတာတို့ iPad တို့ iPhone တို့ဒီ smartphone တွေပေါ့เนาะအဲ့ဒီ မာဆက်ဆက်တဲ့ပစ္စည်းတွေကိုနေပြီးတော့တရုတ်ကနေပြီးတော့တင်သွင်းတာများတယ်နော်အမေရိကကိုပြီးလို့ရှိရင်တော့ဒီရောင်းရအားရဲ့80%ခန့်တော့ကတရုတ်ကတင်သွင်းတဲ့အရာတွေဖြစ်တယ်နော်အမေရိကမှာရောင်းတဲ့ခုနကပြောပြတဲ့ကွန်ပျူတာတို့ဒီ tablet တို့ဒီခုနက laptop တို့ smartphone တို့စသဖြင့်အဲ့ဒီအရာနဲ့နောက်တစ်ခုကဆက်ဆက်ပစ္စည်းတွေပေါ့နော်ပစ္စည်းတွေကိုဒီ င်းတော့ခွန့်ကိုပေးလိုက်ရတယ်နော်ပေးလိုက်ရတယ်ဆိုတော့တကယ်တမ်းဒီဟာကိုမပေးဘူးဆိုလို့ရှိရင်သူတို့တော်တော် ထိတော်မယ်နော်ထိတော်မယ်ဒီအမေရိကကအတိတ်ကတော့အမေရိကကဒီပစ္စည်းတွေကိုတရုတ်ကနေပြီးတော့အများကြီးမြင်ခွာရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့တရုတ်ကိုခွန်စီးကြတာက145000ခန့်နော်မှန်တယ်ဒါပေမဲ့ကိလခွန်ကိုပေးလိုက်ရတာကအခုနောက်ကစမတ်ဖုန်းတို့ iPad တို့အခုနောက်ကွန်ပျူတာတို့ဆက်ဆက်ပစ္စည်းတွေပေါ့နော်သူတို့ကိုထုတ်လုပ်တဲ့ဆက်ဆက်ပစ္စည်းတွေဟာဆိုလို့ရှိရင်အခွန်ကိုကိလခွန်ကိုပေးကိုပေးလိုက်ရတယ်ဆိုတော့အဲ့ဒါက နော်တရုတ်ကိုရှုံးတာပဲနော်တရုတ်ကိုရှုံးတာပဲအဲ့လိုမျိုးကိလိုခွန်ပေးလိုက်ပြီဆိုလို့ရှိရင်တရုတ်ကိုရှုံးနေနော်အဲ့လိုမျိုးကျွန်တော်တို့ကိုတွေ့ရအဲ့ဒါကိုတချို့လူတွေကတော့ကျွန်တော်တို့သဘောမတူကြဘူးပေါ့နော်သဘောမတူကြဘူးခံမမပေးထားတာကိုကျွန်တော်တို့တွေ့ရမှဖြစ်တယ်ဆိုတော့အဲ့ဒီပစ္စည်းတွေကိုကိလိုခွန်ပေးတယ်ဆိုလို့ရှိရင်ဒါကတော့တရုတ်ကိုဒီအခုနကအမေရိကကရှုံးပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရနိုင်မယ်တကယ်လည်းမရှုံးဘူးဆိုရင်ဒါတွေကိုဘာတစ်ခုမှပေးစရာမလိုဘူးအခွန်စီးကြရမယ်အကုန်လုံးနောက်သူမာတကက်အများဆုံးထိခိုက်မဲ့ဟာတော့ ဒီ shop ပေးတယ်တချို့ဟာတော့သူတို့တင်းထားတယ်ဆိုတဲ့ဟာတော့ရှုံးနေဆိုတဲ့လက္ခဏာပဲဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ great time selling စတုတရာ line ဘိုင်းမှာဆိုလို့ရှိရင်တော့18မိုင်ဆိုတဲ့ကုန်းရှိတယ်အဲ့ဒီ18မိုင်ကုန်းကုန်နေပြီးတော့အဲ့ဒီမှာ PDF တွေကတက်သိမ်းတယ်သင်ပိုင်လို့ရတယ်အဲ့ဒီမှာကျွန်တော်တို့စက္ကစအရောက်ပေါင်း၄ရောက်ဖမ်းမိတယ်အဲ့ဒီမှာတနက်က၅လက်ရတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရမှာဖြစ်တယ် နောက်တစ်ခုကကျွန်တော်တို့စကိုင်းမြို့နော်အဲ့ဒီမှာဆိုလို့ရှိရင်မြင်းကလေးအကူအညီနော်အကူအညီတွေကိုပေးကြတယ်နော်ပေးကြတဲ့ခါကျတော့အဲ့ဒီမှာရိတ်ခါတို့ဆန်အိတ်တို့စသည်ဖြင့်နော်အဲ့ဒီမှာရှိတယ်ရှိတဲ့ခါကျတော့အဲ့ဒီကအုတ်ကြီးတွေကနေပြီးတော့အဲ့ဒီဒီအထောက်ပံ့ဒီဆန်အိတ်တွေရိတ်ခါတွေကိုအကုန်လုံးသူတို့ရောင်းစားတယ်နော်အဲ့ဒါကသူ main one အဲ့ဒီအုတ်ကြီးကနေပြီးတော့အဲ့ဒီမှာရောင်းစားတယ်နော်ရောင်းစားတယ်အဲ့ဒီမှာသူ့ရဲ့နာမည်ကတော့ကျွန်တော်တို့အောင်ဖြိုး ဆိုတဲ့လူကနေပြီးတော့အဲ့လိုမျိုးရောင်းစားတယ်နောက်တစ်ခုကမေတ္တာနာမေတ္တာမှလည်းအဲ့လိုမျိုးရောင်းစားတယ်နော်ရောင်းစားတယ်အဲ့ဒါကသူရဲ့အုတ်ချိနာမည်ကတော့ကျွန်တော်တို့ထူးထူးဦးအဲ့ဒါကလက်ပံစိတ်မှနော်လက်ပံစိတ်မှအဲ့လိုမျိုးရောင်းစားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကပကောတိုင်းစစ်ပက်ဆိုင်ရာပစ္စည်းထုတ်လုပ်တဲ့ဒီ PDF တွေပေါ့နော်အဲ့ဒီတနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှေးတန်းမှာသုံးဖို့အတွက်ကျွန်တော်တို့လေရင်ငွေကိုနေပြီးတော့တီထွင်နေတယ်အဲ့ဒီမှာသူတို့အတိုင်းအတိကောင်းရဲ့အတိကရေချက်ကပါလဲဆိုလို့ရှိရင်တော့အသေးစားပေါ့လေရင်ငွေအသေးစားကိုအဲ့ဒီမှာတီထွင်ထုတ်လုပ်ဖို့သူတို့ကြိုးစားနေတယ်အဲ့ဒီမှာလူနာတွေကိုတင်ဖို့ ို့လက်နက်တွေကိုနော်ဒီအပေါ့ဆုံးတွေလုံနိုင်ဖို့အတွက်လေရင်ပြန်အသေးစားကိုနေပြီးတော့ထုတ်လုပ်နေတဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သတင်းကောင်းတစ်ခုအနေနဲ့ကျွန်တော်တို့ကြားမှာဖြစ်တယ်အဲ့ဒါကမြန်မာနောက်ကကျွန်တော်တို့ပေါ်ပြထားတာဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ဒေချာတလောက်ရှိတယ်နော်ဆိုတော့အဲ့ဒီလေရင်ငွေတွေကိုသူတို့ထုတ်လုပ်နေတယ်အဲ့ဒီလေရင်တပ်ပုံကိုလည်းကျွန်တော်တို့တွေ့ရနိုင်မှာဖြစ်တယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့မာအလာကနိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICC လို့ Argentina တရားရုံးလို့စသည်ဖြင့်ဒီလိုတရားရုံးတွေကိုလုံးဝမကြောက်ဘူးလုံးဝဂရုစိုက်စရာမလိုဘူးစသည်ဖြင့် ဒီအကြောင်းအရာတွေကိုစကတ်ဆက်ရဲ့ဒီပြန်ချရဲ့အဖွဲ့ကအကြကြာကနေပြီးတော့နော်ထုတ်ဖော်ပြီးတော့ပြောလိုက်တာဖြစ်တယ်။ဘယ်တရားရုံးမဆိုဘာမှကျွန်တော်တို့စိုးရင်စရာမရှိဘူးဆိုပြီးမှဇော်မေးလုံးကနေပြီးတော့တရားဝင်ပြောပြလိုက်တဲ့ဟာတွေပဲဖြစ်တယ်။ဆိုတော့ဒီအချင်းအရာကိုသူတို့ပြောတဲ့ဟာကိုဟုတ်လားမဟုတ်လားဆိုတဲ့ဟာကိုပြန်ပြီးတော့သုံးသပ်ကြည့်လို့ရှိရင်တော့နော်အာဂျင်တီးနာတရားရုံးကနေပြီးတော့ permanent ထုတ်တယ် ICC ကအဲ့ဒီမတိုင်ခင်ပေါ့ ICC ကနေပြီးတော့ permanent ထုတ်ဖို့အတွက် တရားရှင်းနေရုံကနေပြီးတော့အဲ့ဒီမှာအဆိုတင်သွင်းတယ်။နော်အဲ့ဒီဟာကအဆိုတင်သွင်းတာပဲရှိတယ်နော် ICC ကနေပြီးတော့လုံးဝ Panorama ထုတ်တာမရှိသေးဘူး။ဒါပေမဲ့အဲ့ဒီအချိန်ခါတုန်းကတော်တော်ကိုမအလကကြောက်တယ်။ဘေးတိုင်ခံကဖြစ်ဖြစ်နော် email တွေဝင်လာတယ်ဆိုလို့ရှိရင်လက်မခံဖို့အဲ့လောက်ထိတောင်းမှညွှန်ကြားထားတယ်။ဒီပြရတော့ ICC ကိုနည်းနည်းပါကြောက်တယ်။နော်နည်းနည်းပါကြောက်တယ်။ ဒါပေမဲ့အခုဒီအာဂျင်တီးနားတရားရုံးကိုတော့လုံးဝတုံ့မမှုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဘာဖြစ်ဆိုတော့သူကနိုင်ငံတကာတရားရုံးမဟုတ်တဲ့အခါကျတော့သူလုံးဝဂယုံဆိုင်ဘူးဆိုတာကိုကျွန်တော်တို့ဘလို့တက်တင်နဲ့တွေ့နိုင်လေဆိုလို့ရှိရင်တရုတ်ကိုသွားတယ်ဘာမှမဖြစ်ဘူးရုရှားကိုသွားတယ်ဘာမှမဖြစ်ဘူးထိုင်းကိုသွားတယ်ဘာမှမဖြစ်ဘူးဆိုတော့အခုထပ်ပြီးတော့ကျွန်တော်တို့ဒီမလေးရှားရဲ့ဝန်ကြီးရဲ့ဒီထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းတက်ဆင်တို့နဲ့သူတို့တွေ့ဖို့ရှိတယ်၁၈ရက်နေ့ ဒီလ6ရက်နေ့မှာတွေ့ဖို့ရှိတယ်အတိတ်ကတော့သူတို့ပြောတဲ့အတိုင်းပဲအာဂျင်တီးနားတရားရုံးကိုလုံးဝဂရုမစိုက်ဘူးဆိုတာတော့ပေါ်လွင်တယ်ဆိုတော့အာဂျင်တီးနားတရားရုံးကလည်းကျွန်တော်တို့အင်တာပိုကိုဆက်သွေးပြီးသားပြောပြီးသားလို့တော့ပြောတယ်ဒါပေမဲ့သူတို့မဖမ်းနိုင်တာကိုပထမအခေါင်းတုန်းကကျွန်တော်တို့တွေ့ရလိမ့်မယ်ထိုင်းနိုင်ငံကိုအစည်းအဝေးတက်တယ်တက်တဲ့ခါကျတော့ညာတွင်ချင်းပြန်တယ်အဲ့ဒါကတုံးတက်ကြတာပဲဖြစ်တယ်သူကြောက်လို့ပြေးတာတို့ဘာတို့ညာတို့ပြောကြတာပေါ့နော်ဒါပေမဲ့ နော်သူကြောက်လားမကြောက်လားဆိုတာကိုဒီ6ရက်နေ့မှာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်6ရက်နေ့တကယ်တမ်းတက်တယ်ဆိုရင်သူတို့ပြောတဲ့အတိုင်းပဲနိုင်ငံတကာရဲ့တရားရုံးတွေကိုသူတို့မကြောက်ဘူးဘာမှမှုစရာမလိုဘူးဆိုတာသူကိုသူအာကိုလို့ပြောတာလားဒီရုပ်ကြောင့်ပြောတာလားဆိုတာတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့လက်တွေ့ပဲကျွန်တော်တို့ကြည့်အောင်ကျွန်တော်တို့ကလက်တွေ့ပဲကြိုက်တယ်ဆိုတော့6ရက်နေ့မှာကျွန်တော်တို့လက်တွေ့ကြည့်ရမယ်နော်သူပြောတဲ့အတိုင်းနိုင်ငံတကာတရားရုံးကနော်မဖမ်းနိုင်ဘူးအင်တာပိုကမဖမ်းနိုင်ဘူးဆိုရင်တကယ်ပဲ အဲ့ဒီအလုတ်ကဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သုံးသပ်လို့ရမှာဖြစ်တယ်နောက်တစ်ခုကစကိုင်းရဲ့မင်းမူမှာရှိတဲ့ဒီမန္တလေးမူရွာလမ်းပိုင်းမှာခြေရတွေကိုနေပြီးတော့ဆက်ကဆက်ကဝင်စည်းတယ်အဲ့ဒီမှာတင်္ကာကနော်တင်္ကာပါဆက်ငါးပါးနဲ့ပြည်သူ25ရောက်ကိုနေပြီးတော့ဖမ်းဆီးထားတယ်အဲ့ဒါဆိုတော့ဒီလိုဖိုက်စီတာကျွန်တော်တို့သိတဲ့အတိုင်းပဲနော်ဆက်ကဆက်ကသူတို့စစ်သားတွေတအားလိုနေတယ်နော်တအားလိုတဲ့ခါကျတော့ရှေ့တန်းကို ူတို့သုံးမှာဖြစ်တယ်အဲ့ဒီပြည်သူစစ်တွေကိုစစ်တင်နှံပေးမှာဖြစ်တယ်ရှေ့တန်းကိုလွှတ်မှာဖြစ်တယ်ဆိုတော့သူတို့ကအပိုက်စင်ဆက်နှစ်အထိတောင်းမှာကျွန်တော်တို့ရောက်ပြီးဖြစ်တဲ့တခါကျတော့လူတွေကိုဖမ်းတာဖြစ်တယ်နောက်တစ်ခုက Grand Pin နဲ့အဲ့ဒါကရင်ပင်နဲ့ပေါ့နော်ကရင်ပင်နဲ့ Concrete မြို့နယ်မှာဆိုလို့ရှိရင်ဒီဂျုံတို့မြို့နယ်အနည်းမှရှိတဲ့ကြွာတွေကိုနေပြီးတော့စက်ခတ်ဆာကအဲ့ဒီမှာဝင်ပြီးတော့ ဘုံကျဲတယ်ဘုံကျဲတယ်ပြီးလို့ရှိရင်တော့အဲ့ဒီစကခဆင်းနေတဲ့အနီးတဝိုက်မှာရှိတဲ့ငွေတောင်เนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့တိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်အဲ့ဒီ KNLA နဲ့ပေါ့နော်เนาะ KNU ခေါ်တဲ့ဒီ KNLA ပေါ့စစ်သားတွေနဲ့သူတို့ဒီပူပေါင်းအဖွဲ့တွေနဲ့တိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်ဒီစကဆာနဲ့ခုနကဂျုံတို့မျိုးအနီးမှာရှိတဲ့ရွာတွေကိုနေပြီးတော့ဘုံအကြီးအကျယ်လိုက်ကျဲနေတယ်เนาะလိုက်ကျဲနေတယ်အဲ့ဒီမှာဖုန်ကြီးချောင်းကိုထိတယ်ထိတဲ့အခါကျတော့ပြည်သူကနေပြီးတော့6ရောက်သေးတယ်ပြီးလို့ရှိရင်တော့တင်္ဃာက၄ပအပါဝ20က နော်ထိခိုက်တံရရရှိမှုတွေရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီအင်းတော်နော်အင်းတော်မြို့ကိုပင်ကလင်အတွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့လူတွေအကြီးကြီးနော်ဖြစ်တဲ့ခါကျတော့ဒီဒုက္ခတွေရောက်တဲ့ခါကျတော့မအားလာကပြိခိုက်ရဆေးတယ်နော်ရပောင်း20အယူကြီးကတော့နှစ်ပတ်နှစ်ပတ်နေပြီးတော့အခုတစ်ပတ်ထပ်တွက်လိုက်တော့22ရက်ပေါ့နော်မအားလာနဲ့လာငါလာပဲနော်သူတို့ကလည်း ဲ့လိုမျိုးရခိုင်ရဆဲတယ်ပြီးလို့ရှိရင်တော့ AA ရဲ့ညီနောက်သုံးခွေပေါ့တော့ TNLA တို့ MNDA တို့သူတို့ပြောတာတလလို့ပြောတယ်เนาะဆိုတော့အပြစ်ခတ်ရဆဲတဲ့အချိန်မှာပဲကျွန်တော်တို့အင်းတော်မျိုးကိုသိမ့်ပိုက်လိုက်တယ်เนาะသိမ့်ပိုက်လိုက်တဲ့အခါကျတော့အဲ့ဒီအင်းတော်မျိုးမှာเนาะတကက်အခိုင်မှာဒီဆောက်ထားတဲ့ကျွန်တော်တို့ဂျပန်เนาะဂျပန်ဒီမြေအောက်လိုင်းကိုရှိတယ်အဲ့ဒီမှာတကက်တမမူးကနေပြီးတော့အဲ့ဒီမှာသူတို့အဖွဲ့ကခံပြီးတော့ပြစ်တယ်เนาะအဲ့ဒီမှာဆိုတော့အဲ့ဒီမှာတမမူးကအဲ့ဒီကနေခံပြစ်တဲ့အခါကျတော့သူတို့မနိုင်တော့ဘူးเนาะဒီ PDF တွေရဲ့ PR တွေကเนาะဒီ type တွေက တ်အားပြင်းလာတဲ့ခါကျတော့တို့မခံနိုင်ဘူးမခံနိုင်တဲ့ခါကျတော့ခုနကတက်မ89တက်မမှုဟာဆိုလို့ရှိရင်တကယ်ရက်ဆက်မှုတို့ဖူဆောင်တဲ့ အဲ့ဒီတမမှုတယောက်ဖြစ်တဲ့နာမည်ကြီးနော်နာမည်ကြီးတမမှုတယောက်ဖြစ်တဲ့ဆိုတဲ့အခါကျတော့သူကနေပြီးတော့ဆုတ်ပြီးတော့ပြေးတယ်ဆုတ်ပြီးတော့ပြေးတဲ့အခါကျတော့ကသနော်ကသမှနေပြီးတော့အဲ့ဒီမှာ PDF တွေကကသကသ PDF တွေကနေပြီးတော့ဝိုင်းပြီးတော့ဖမ်းလိုက်တယ်နော်အဲ့ဒီမှာသူတို့အဖွဲ့တွေတော်တော်ဖမ်းဆီးခံလိုက်ရတယ်စစ်သုံးပိုင်းတွေဆိုတော့အဲ့ဒီခေတ်မှာခုနကတမမှုတယောက်ပါတယ်နော်ပုံမှုချုပ်အောင်ဖတ်ဦးဆိုတဲ့လူကအဲ့ဒီမှာပါတယ်ပါတဲ့အခါကျတော့သူကတကယ်အဓိကတရားခံလူတွေကိုရက်ဆက်ခဲ့တဲ့အရင်ကဆန္ဒပြတဲ့အခါမှာဒီပြစ်မှုတွေကသူ့စီမှာအကုန်လုံးစုနေတယ်စုတဲ့အခါကျတော့အခု NUG ကနေပြီးတော့ထုတ်ပြန်တယ် ်ဒီလုံတွေကိုအခုစစ်ဆေးနေတယ်ခုနကဖန်ဆီရရှိထားတဲ့ဒီတတ်မှတ်ခိုးလုံးเนาะ89ခုနှစ်ပေါ့เนาะအဲ့ဒီတတ်မှတ်ခိုးလုံးအကုန်လုံးအချိန်မှခံရတာเนาะတတ်မှတ်ခိုးလုံးပြုတ်ထွက်သွားတာဆိုတော့အဲ့ဒီတတ်မှတ်တွေအားလုံးကိုနေပြီးတော့သူဖန်ထားရတဲ့ဒီစစ်သုံးပန်းတွေကိုသူတို့စစ်ဆေးနေတယ်စစ်စစ်တွေးရှိချက်အရာကျွန်တော်တို့အဲ့ဒီမှာပြည်တံပေးမယ်ဆိုပြီးမှဒီနေ့ အယူကြီးကထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့အတိပ္ပယ်ကတော့တမ89ခုနဲ့တမမို့ကတော်တော်အပြည့်ကြီးတယ်သူကအပြည့်စီရင်မှုရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အတိပ္ပယ်ကတော့တိတ်အချင်းနေမကောင်းဘူးအဲ့ဒီတမမို့ကနော်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ flan အဲ့ဒီ in တော့တိတ်နဲ့ flan သိင်းတယ်နော် flan သိင်းနဲ့ flan မှာလည်းဒီမှာတိုက်ပွဲတွေကြီးကြီးဖြစ်တဲ့ခါကျတော့အဲ့ဒီမှာအရောက်ပေါင်း block သေးသွားလဲဆိုလို့ရှိရင်80ကျော်သေသွားတယ်နော် ီဒေါ်လာရဲ့အဖွဲ့တွေကနေပြီးတော့80ကျော်သေးသွားတယ်အဲ့ဒီမှာဖလန်မျိုးကိုတင်လို့ရတယ်ဆိုတော့ဒေါ်လာရဲ့တက်ဖွဲ့တွေအများကြီးပါတယ်အဲ့ဒီမှာအညာဘက်ကဒီ BNRA တို့ဒီ Nike Soldier တို့စသဖြင့်စသဖြင့်အဖွဲ့တွေတော်တော်များများပါတယ်เนาะအဲ့ဒီဖလန်တိုက်ပွဲမှာဆိုတဲ့ခါကျတော့เนาะဒီနေ့ကနေပြီးတော့ ဒီကျွန်တော်ဗီဒီယိုတစ်ခလစ်တစ်ခုကိုရရတယ်เนาะရရတယ်အဲ့ဒါကဖလန်တိုက်ပွဲမှာဖြစ်တာเนาะဖလန်တိုက်ပွဲမှာဆိုလို့ရှိရင်တော့ဒီအချိန်ပေါင်းထောင်နဲ့ချီပြောကျဲတာเนาะကျဲတာအဲ့ဒီမှာကျွန်တော်တို့ချင်းတော်လန်ရဲ့ခုနကချင်းဘရဒါဖွဲ့ကနေပြီးတော့ဒီပြောရဲဆိုခင်ရှိတဲ့လူเนาะတယောက်နဲ့နေပြီးတော့အဲ့ဒီပိုတယောက်နဲ့နေပြီးတော့အင်တာဗျူးထားတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒီအင်တာဗျူးမှာကျွန်တော်တို့ဘာပြောထားလဲဆိုတော့ဒီဆက်ကဆက်ကဘုံကျဲတဲ့ခါကျတော့အဲ့ဒီမှာ ကျွန်တော်တို့မြေကြတော်တော်ကိုပြိုကျတယ်เนาะမြေတွေကဆိုလို့ရှိရင်ဒီပေါင်900လို့ပေါင်100လို့ပေါင်1000လို့ချေးလို့ရှိရင်အဲ့ဒီမြေတွေကအကုန်လုံးဟိုကဖြစ်သွားတယ်ရေထွင်းတွေဖြစ်သွားတယ်เนาะဆိုတော့တို့တို့ကလည်းခုနက ချင်းကြီးနောင်ဆိုတာဒီခုနကအေအေနဲ့မဟာမိတ်ဖြစ်တယ်တို့ရဲ့ train ထားတာဖြစ်တဲ့ခါကျတော့เนาะတို့က ဒီရှေ့တန်းကိုတိုက်တဲ့ခါကျလို့ရှိရင်တို့ကဒလက်မရဒလက်မတို့ကမြေတွင်တူတယ်အဲ့ဒီမှာချင်းနဲ့တူတယ်တူပြီးမှတယောက်စာတယောက်စာတယောက်စာစီအဲ့လိုမျိုးတွင်တူတူပြီးမှအဲ့ဒီကနေပြီးတော့တို့ကခံပြီးတော့ပြစ်တာဖြစ်တယ်ဆိုတော့အဲ့ဒီလိုမျိုးတူတူချင်းအဲ့လိုမျိုးတူချင်းဆိုလို့ရှိရင်လေယံရဲ့ဘုံတံကိုခံနိုင်တယ်ဆိုတဲ့ဟာကိုအဲ့ဒီမှာရခိုင်မှာဒီဖမ်းလို့ရတဲ့စစ်တုပိုင်းတွေကကျွန်တော်တို့ပြောထားတာကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒီအတိုင်းပဲအခုဖလန်တိုက်ပစ်မှာဆိုလို့ရှိရင်တို့ကအချိန်ပေါင်းထောင်နဲ့ချီတော့ပြစ်တဲ့ခါကျတော့အဲ့ဒီမှာပြေးတဲ့ဟာကိုမြေမြေစာကနေပြီးတော့တို့ ပြီးကြတယ်နော်ပြီးကြတယ်ခေါင်းတလုံးပဲပေါ်တယ်အဲ့ဒီမှာ twin team မှာ၂ယောက်၂ယောက်တောင်မှပြီးနေတယ်ဆိုတော့အဲ့ဒီ၂ယောက်ကိုနေပြီးတော့ဒီပေါက်တူတွေနဲ့ပေါက်ပြီးတော့နော်ကေထုတ်ရတယ်အဲ့ဒီ video file နဲ့ကျွန်တော်အရထားတယ်အဲ့ဒီ video file ကိုကျွန်တော်တင်တယ်အဲ့ဒီ YouTube ကနေပြီးတော့ကျွန်တော်ကို warning ပေးတယ်နော်ပေးတယ်ဒါပေမဲ့အဲ့ဒီ video ကအဖြတ်မခံရဘူးရှိသေးတယ်ဆိုတော့ကျွန်တော်မနေ့ကအဲ့ဒီ warning ပေးခံရတယ်ကျွန်တော်သင်တန်းတက်ရတယ်ဆိုတော့တစ်ခါရှိပြီအဲ့ဒီ channel ကထိတာနော်ဆိုတော့ပထမတစ်ခါကလည်းကျွန်တော်ကို direct ဖြတ်ချလိုက်တယ်နော်အဲ့ဒီ YouTube direct ဖြတ်ချလိုက်တယ်နော်တခြားလူတွေကြည့်လို့မရတော့ဘူးနော်ကျွန်တော်အကုန်လုံးဝင်တဲ့ခါကျတော့ဝင်လို့တော့မရတော့ဘူးဆိုတော့အဲ့ဒီမှာလည်း warning တစ်ခေါက်ထိပြီးပြီအခုလည်းတစ်ခေါက်ထိတယ် နော်အဲ့ဒီဗီဒီယိုကိုကျွန်တော်တင်ထားပေးတယ်တော်တော်စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီမှာမြေထက်မှလည်းတူးရတယ်တူးတဲ့အချိန်မှာကျွန်တော်ခေါင်းတစ်ပိုင်းပဲပေါ်တယ်နော်နောက်တစ်ယောက်လည်းခေါင်းတစ်ပိုင်းပဲပေါ်တယ်ဆိုတော့အဲ့ဒါမျိုးကိုအဲ့ဒါကိုတူးထုတ်တဲ့အခါမှာသူတို့ပျော်ပျော်ပေါ်ပါပဲနော်အဲ့ဒီ twin ထက်မှလုံးဝထုတ်လို့မရတော့ဘူးနော်အဲ့ဒီဟာကိုနေပြီးတော့ကဲထုတ်တာနော်အဲ့ဒီမှာရေလုံးမောလို့ဒီကတူးတဲ့လူတွေကလည်းဘယ်လိုပြောမလဲ နောက်လိုက်သေးတယ်နော်ဟိုတွင်းတကလူကလည်းရီလိုက်သေးတော့ရီလိုက်မောလိုက်နဲ့နော်အတူတို့တကယ်လူငယ်တွေပဲဆိုတော့နော်အဲ့ဒီမှာသူတို့ပျော်ပျော်ပေါပါပုံစံမျိုးတွေ့ရတယ်ဟိုမှာလုံးဝလှုပ်လို့မရတော့ဘူးနော်ဒါပေမဲ့လက်လက်တစ်ခုခေါင်းလက်တစ်ခုတော့လှုပ်လို့ရတယ်ဆိုတော့အဲ့လိုမျိုးဗီဒီယိုကိုကျွန်တော်တင်ထားပေးတယ်အဲ့ဒီဗီဒီယိုကကျွန်တော်အဲ့ဒီအကြောင်းကိုကျွန်တော်သိတာကဘူကြီးထက်မြတ်နဲ့သူတို့အင်တာဗျူးတဲ့အခါမှာကျွန်တော်သိပြီဒါပေမဲ့အဲ့ဒီဗီဒီယိုဖိုင်ပဲမှာလဲဆိုတော့ကျွန်တော်ရှာမတွေ့ဘူးအခုကတော့ရှာတွေ့တယ်နော်စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ကျွန်တော်တင်ထားပေးတယ်ကျွန်တော်ဒီ channel မှာတော့ပြီးတော့ကျွန်တော်တို့ချိလို့ရတယ်ဒါပေမဲ့အဲ့ဒီ channel ကတော့ကျွန်တော် အဝန်ကြီးပေးခံလိုက်ရတယ် training ကိုဆက်ပြီးတော့ကျွန်တော်တက်ရတယ်နှစ်ခါရှိပြီဆိုတော့ဒီဇူလိုင်လ13ရက်နေ့နောက်ဆုံးအဲ့ဒါဘလို့ပြောမယ်အဲ့ဒီအတွက်မှာကျွန်တော်ထပ်တော့တင်နေဆိုရင်အဲ့ဒီ channel ကပြုတ်ပြီနော်သူတို့ပိတ်လိုက်တော့မယ်ဆိုတော့အဲ့လိုမျိုးဒီဝါနီကိုကျွန်တော်ပေးခံရတယ်ဒါပေမဲ့ကိစ္စမရှိဘူးကျွန်တော်တင်တယ်အဲ့ဒီ video ကိုအဲ့ဒီမှာသွားကြည့်လို့ရတယ်ဆိုတဲ့ဟာတော့ကျွန်တော်ပြောချင်တယ်ဆိုတော့ဒီနေ့ April 15ရက်နေ့မှာတတိယ media တွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံချက်ရအောင်ဟုတ်က Subscribe ကိုနှိပ်ခေါက်ကိုနှိပ်ပေးချပေးကျွန်တော်ဒီ video ကို